ကျွန်တော်တို့နေ့စဉ်စားသုံးနေကြတဲ့အယောင်တင်မို့အတုတွေကိုဘယ်လိုမျိုးဂျင်းထည့်ပြီးတော့ထုတ်လုပ်ထားသလဲဆိုတဲ့အကြောင်းလေးကိုကျွန်တော်မျှဝေပေးသွားပါမယ်ဗျာနော်ဒီလိုမျိုးဂျင်းထည့်ပြီးတော့ထုတ်လုပ်တာကလည်းဗျာနာမည်မရှိတဲ့ဒသိမရှိတဲ့အမျိုးသားမဟုတ်ပါဘူးနာမည်ရှိပြီးသားတဲ့ကပါပဲနော်နာမည်ရှိပြီးသားဒသိရဲ့ထုတ်လုပ်သူကိုယ်တိုင်ပြန်လည်ပြောပြထားတာပါနော်ကျွန်တော်တို့နားထောင်ကြည့်လိုက်ရအောင်ပါမြန်မာနိုင်ငံသားကြီးအယောင်တင်မို့သုံးတာတွေကိုလျှော့ကြစေခြင်းနဲ့ဟင်းခက်အယောင်တင်မို့လေ ခင်ခန့်ရောက်နေမဟုတ်အောင်ဘာလို့ဘာလို့ပြောတာလဲဆိုရင်ကျွန်တော်16 18နဲ့16နဲ့18နဲ့တားလောက်ကကျွန်တော်တို့မြို့မှာလေအယောင်တင်တို့စနေမုံတို့နာမည်ကြီးတဲ့ဒစိထုတ်တာကျွန်တော်ဦးလေးရထုတ်တာလေကျွန်တော်အမေရဲ့မောင်ကျွန်တော်မြို့မှာနာမည်ကြီးပဲဗျာအယောင်တင်မုံခင်ခန့်မုံတို့အယောင်တင်မုံကဘလို့လှုပ်လဲဆိုရင်ဟိုအစည်းအကြီးဆုံးကတော့ငရုတ်သီးနီးရဲနေတဲ့အတောင်စစ်စစ်ကြီးပေါ့နော် ။အဲဒီစစ်စစ်အတောင်နီနီရေးရေးကြီးကိုကြိတ်တာဘာမှမယုံ။အဲ့ဒါတော့ဈေးကြီးတယ်ပေါ့ဗျာ။ဈေးကြီးတော့တချို့လူတွေမဝယ်စားနိုင်ဘူး။စင်းရဲသားတွေဝယ်မစားနိုင်ဘူး။အဲ့ကြရင်ငရုတ်ဒီအယောင်တင်မုံအတုကိုဘယ်လိုလုပ်လဲဆိုတော့ငရုတ်ဒီမိုးမိထားတဲ့မအောင်တဲ့ဟာတွေပေါ့ဗျာ။ဖလန်ချောင်းတွေအဖြူတွေအဖြူတွေမหนีဘူးလေဗျာ။အဖြူတွေမိုးမိပြီးတော့ပြတ်တဲ့ဟာတွေဖလန်ချောင်းတွေအဲ့ဒီငရုတ်ဒီအဖြူချောင်းတွေကိုမှဖျားတွေလူစားတဲ့စေးမဟုတ်ဘူးနော်လူစားတဲ့စေးဆိုရင်ကိစ္စမရှိဘူး အဲ့တော့တော့ကိုရီးယားဗဟုသုတမရှိဘူးလေကျမ်းမာရေးတွေဘာတွေနားမလဲဘူးဦးလေးခိုင်းလောက်ရတာပေါ့ဦးလေးတို့ကလည်းသူတို့ကလည်းစီးပွားရေးတွေအပြိုင်ဆိုင်နေဆိုလောက်ကြတာပေါ့ဖြားတွေမှာစိုးတယ်စီလေတချို့ဆိုအဲ့ဒီစီးကိုဆော့ပင်နဲ့လေအဲ့ဒီဖြားစိုးစီးကိုရေးလေးစိန်ပြီးတော့ဆော့ပင်နဲ့ဆော့ပင်အချောက်လေဆော့ပင်မှာမှင်မပေါဘူးအဲ့ဒီဆော့ပင်နဲ့စံအိတ်တွေဘာတွေမှာစာရေးတယ်စံအိတ်စာတွေမှာစံဆိုင်တွေမှာအသုံးပြတယ်အဲ့ဒီစီးလူစားတဲ့စီးမဟုတ်ဘူးအဲ့ဒီစီးကိုအဲ့ဒီစီးတွေကိုမဖွဲနှုတ်နဲ့ရောကျိတ်ပြီးတော့ ခင်ခက်ရောင်တယ်မဟုတ်ဆိုပြီးတော့အဲ့လိုအတူလို့ရောင်တယ်လေလူတွေကမတိကြတော့ကျမ်းမာရေးကင်ဆာရောဂါတွေဖြစ်တယ်ဆိုတော့မတိကြတော့ဝေစားကြတာပေါ့ဒါတောင်မှဗျအရောင်တင်မုံပဲရှိပါသေးတယ်နော်ကျွန်တော်ဆန်ရွေးမုံတို့ဟင်းခတ်မုံအချုံမုံတို့ဗျအစီတို့ဆန်တို့အဲအဲ့လိုအရာတွေလည်းအတုတွေထုတ်လုပ်ကြပါပဲနော်တော်တော်တော်ကြောက်စရာကောင်းပါတယ်ဗျပြီးအဲ့ဒီငရုပ်ဒီအဖြူချောင်းတွေလည်းအဲ့ဒီဆေးဆိုရင်ရဲသွားဖွဲနူတွေကိုလည်းအဲ့လိုအရောင်တင်မုံလောက်ရောင်ကြအဲ့တော့ပြောချင်တာက ။ရောင်တင်မုံဟင်းကငရုတ်ပြီးစစ်စစ်ကိုကြိတ်ထားတယ်ဆိုရင်တော့မှလုံးဝနီရဲနေတဲ့မျိုးအောင်နဲ့နီရဲနေတဲ့အတောင်ကြီးကိုကြိတ်မှလား။သူကစေးဆိုးစရာမလိုတာ။အဲ့ဒါကြောင့်မှဒါပေမဲ့အဲ့ဒါကြီးကဈေးကြီးတယ်။အတက်နိုင်ဆုံးကတော့ငရုတ်ပြီးအတောင်လိုက်လေ။အတောင်ပေါ့ပဲဖြစ်ဖြစ်အတောင်ရှိပဲဖြစ်ဖြစ်။ကိုကကိုထောင်းတာအကောင်းဆုံးပဲ။ကိုကကိုထောင်းပြီးတော့ဟင်းချက်ကနီးပါလေ။ရေနွေးလေးနဲ့စိန်ပြီးတော့ထောင်းတာပဲဖြစ်ဖြစ်ဒီတိုင်းအချောက်ထောင်းတာပဲဖြစ်ဖြစ်။ ွက်ကိုထောင်းပြီးတော့ဟင်းချက်စားတာအကောင်ဆုံးပဲ။ဆယ်ကတခါအရေးကြီးလို့မထောင်းနိုင်တဲ့အချိန်မှမှအရောင်တင်ဖို့သုံးနေခြင်း။အရောင်တင်ဖို့အတူကကြောက်ဖို့ကောင်းတယ်။အဲ့ဒီသူ့ကိုဆိုးတဲ့စီတွေကလူစားတဲ့စီတွေမဟုတ်ဘူး။အဲ့ဒီဖြာဆိုးစီဖြာဆိုးစီတွေမို့လို့ဆန်နွေးမုံဆန်နွေးမုံအတူကတော့အဲ့လိုကြောက်စရာမကောင်း။ဒါလည်းဆိုဆန်နွေးမုံအတူကြရင်စီမဆိုးအောင်ဆန်နွေးဆန်နွေးမုံလည်းအတူတုတ်ရောင်းကြတယ်။ ကိုကိုတိုင်လောက်ခဲ့ဘူးလို့ဒါပြောပြတာပေါ့နော်သူမဖြစ်အောင်စနေမုံအတူကအဲ့လောက်ကြောက်ဖို့မကောင်းဘူးအဲ့လောက်ယောဂရဖို့မရှိဘူးဘာလို့လဲဆိုတော့ဖွဲနှုတို့စံမုံတို့ဆိုတာလူစားလို့ရတယ်လေဖွဲနှုကလည်းလူတွေဟာရရှိကြရရှိတယ်သူ့ကိုကြစေးနဲ့မဆိုးဘူးစနေမုံအတူကြတော့စေးဆိုးပြီးတော့ရတာမဟုတ်ဘူးစနေကောင်းချင်းတယ်လေတို့စနေဥကြီးတို့မတိရအညာဟောပါဘူးတချို့ဆိုရင်အဲ့ဒီစနေဥကြီးတို့ခေါင်းချမ်းကြီးတို့ ွေးပြီးတော့မဲနေတဲ့ဟာလေစနင်းကောင်းချင်းကြီးအဲ့ဒီကောင်းချင်းကြီးနွားမီးတိုက်တဲ့စနင်းမိုင်းစိတ်ချမ်းနေပါလေလေချင်ပြီးအောင်လို့ချင်ပြီးအောင်မီးမွေးရလေအဲ့ဒီစနင်းကောင်းချင်းကြီးနှစ်ချို့ကြီးပေါ့ဗျာအဲ့ဒီကောင်းချမ်းကြီးကစနွင်းကအတက်ကိုပဲကြိတ်လို့ရတယ်။အဲ့ဒီခေါင်းကြီးဥကြီးကြကြိတ်လို့မရအောင်။သူကအစီနှစ်တွေတားများ။အဲ့ဒီစနွင်းခေါင်းချမ်းကြီးတွေဟိုမှာဘယ်လိုလုပ်လဲဆိုဥမာစံတအိတ်လောက်ဖွဲတအိတ်လောက်ကိုအဲ့ဒီ အဲ့ဒီစနင်းကောင်းချမ်းတပိတ်တာလောက်နဲ့ရောပြီးတော့ချိန်လိုက်တာအဲ့ဆန်ဒီဖွဲတွေကအကုန်လုံးအဲ့ဒီစနင်းကောင်းချမ်းရဲ့အစီနှစ်တွေအရာကူးပြီးတော့စနင်းမုံရောင်ဖြစ်သွားသူကတော့စနင်းကတော့စီမတုံးအဲ့ဒီစနင်းကောင်းချမ်းကိုပဲတုံးပြီးတော့စနင်းအတူလောက်တာစနင်းကောင်းချမ်းကိုဆန်ဒီဖွဲနဲ့ရောချိန်ပြီးတော့တုံးတာအဲ့ကြအရောင်နဲ့မုံစားတာလေးကယူဆိုင်ကြပါလို့ကျွန်တော်ကြောက်တဲ့နောက်ထပ်အရာတစ်ခုရှိပါသေးတယ်အဲ့ဒါကဘာလဲဆိုရင်ကျွန်တော်ပြပြပေးပါမယ် အသားငါးတို့ပင်လေသာတို့မုတ်ဖက်တို့မုံငါးတို့ပေါ့စတာတွေကိုတာရှိခံအောင်လို့ဖော်မလင်လို့ခေါ်တဲ့ဈေးကြီးကိုတုံးနေကြတာကိုပါအဲ့ဒီဈေးကြီးကအသားငါးတွေကိုတာရှိခံအောင်တုံးတဲ့ဈေးပါနော်အဲ့ဒီဈေးကြီးတုံးတဲ့အသားငါးတွေကအဲ့ဒီအသီးအရွက်တို့မုံငါးတို့စတဲ့အရာတွေဆိုရင် တာရှိခံသွားတယ်ဗျာကျွန်တော်တို့ကအဲ့လိုမျိုးစားသားတွေကိုရေရှည်စားသုံးမိရင်ဘာတွေဖြစ်လဲဆိုရင်ကင်ဆာနဲ့တခြားရောဂါဆိုးတွေကိုဖြစ်ပွားစေတယ်လို့သိရတယ်ဗျာနော် ဒါကြောင့်မလို့ဒီလိုကြောက်စရာကောင်းတဲ့ဖော်မလင်လို့ခေါ်တဲ့ဆေးရည်ပါတဲ့အစားအစာတွေကိုကျွန်တော်တို့မစားသုံးပြီးအောင်ဘယ်လိုပြုလို့ရမလဲကျွန်တော်ပြောပြပေးပါမယ်ဗျဒီလိုအစားအစာတွေထဲမှာဖော်မလင်ပါမပါဘယ်လိုသိနိုင်မလဲဆိုရင်ကျွန်တော်တို့ကငားရည်ဆိုရင်ဗျအဲမားဆက်ဆက်ကြီးဖြစ်နေပဲသူကငားညီနဲ့မရဘူးပြီးရင်ကောင်းတွေလုံးဝမနာဘူးဒီပင်လဲသားတို့မုတ်ဖတ်တို့အဲအဲ့ဒါတွေဆိုရင်လည်းမပြော့ဘဲနဲ့မာတင်းတင်းကြီးဖြစ်နေပဲဗျဒါကကြတော့အကြံပြင်းတတ်မှတ်တာပေါ့ဗျာနော် ကျွန်တော်တို့ကဗျာဒီစီးရီကိုတုံးထားတယ်မတုံးထားတယ်အလွယ်တကူမသိနိုင်ဘူးဆိုရင်ဘယ်လိုလုပ်ရမလဲအဲ့ဆိုရင်ကျွန်တော်တို့ဝယ်လာတဲ့အသားငါးတို့ဟင်းသီးဟင်းရွက်အဲစတာတွေကိုဘယ်လိုလုပ်ရမလဲဆိုရင်ကျွန်တော်တို့ဈေးကဝယ်လာပြီဆိုတာနဲ့စားရည်ရေရရောထားတဲ့ရေကိုကျွန်တော်တို့တနာ ਈ ကန်စိန်ပြီးထားရမယ်ဗျစိန်ပြီးပြီဆိုမှပြီးမှရေဆေးပြီးတော့စားသုံးတာအဲ့လိုမျိုးလုပ်မယ်ဆိုရင်ဒီဖော်မလင်းတက်60ရာခိုင်နှုန်းကျော်ကိုရှော့ရှာပေးတယ်လို့သိရတယ်ဗျာတော့ ပြီးရင်တော့ရှာလကာရေရှိတယ်ဆိုရင်လည်းရှာလကာရေတစ်ခွက်ကိုရေ1လီတာရောပြီးတော့ဒီမိနစ်30လောက်စိမ့်ထားမယ်အဲပြီးလို့ဆိုရင်ရေဆေးပြီးတော့စားမယ်ဆိုရင်တော့အဲ့လိုမျိုးဆိုရင်လည်း formalin dat 60ရာခိုင်နှုန်းကိုရှော့ရှာပေးသွားတယ်လို့သိရပါတယ်ဗျာနော်အဲ့ဒါကြောင့်မလို့ဒီလိုမျိုးကြောက်စရာကောင်းတဲ့ယောဂတွေမဖြစ်အောင်လို့ကျွန်တော်ပြပြတဲ့နီလီအတိုင်းပြုလုပ်ပြီးမှစားသုံးကြပါလို့ကျွန်တော်ပြောချင်ပါတယ်ဗျာနော်ကျွန်တော်နောက်ထပ်အကြံပြုချင်တာကတော့ဗျာဒီစားသုံးသူရေးရစတဲ့တာဝန်ရှိတဲ့သူတွေကဒီလိုမျိုးဈေးတွေရက်ွက်ဈေးတွေမြို့ရွာဈေးတွေကို6လတခါ ဒါမှမဟုတ်ဘူးဆိုရင်တနေ့တစ်ခါလောက်တော့ကြက်မှတ်ပြီးတော့ထီရောက်သွားဆက်သေးတင့်တယ်လို့ကျွန်တော်ကတော့မြင်ပါတယ်ဗျာနော်ဒီဗီဒီယိုကတော့ဒီမှာဒူးရင်သီးတွေကိုအယောင်လောက်အောင်လို့ဆေးစိန်နေကြတာပါနော်ကျွန်တော်တို့နိုင်ငံမှာလည်းဒီမှာငပြောသီးတို့ဖရဲသီးတို့ပန်းသီးတို့တည့်ရသီးတို့အဲ့လိုမျိုးစတဲ့အသီးတွေကိုမှဲ့အောင်လို့အယောင်လောက်အောင်လို့ဆေးစိန်ကြပါတယ်နော်ဒီလိုမျိုးတည့်သီးတွေကိုမှဲ့အောင်လုပ်တဲ့ဆေးကကြတော့စောနာတော့ကဆေးလိုမျိုးမပုံမတော့အောင်လုပ်တဲ့ဆေးလိုမျိုးအနေနဲ့မများဘူးပေါ့ဗျာနော် တတီးကိုမဲ့အောင်လုပ်တဲ့ဈေးကကြတော့၃ဆွဲခွင့်ပြုထားတဲ့ဈေးအမျိုးအစားတွေရှိတယ်လို့လည်းသိရတယ်နော်။စောနကလိုမပုံမသွမ်းအောင်လုပ်တဲ့ formula ဈေးကကြတော့လုံးဝအသုံးပြုခွင့်ပေးမထားဘူးလို့သိရပါတယ်ဗျာနော်။ဒီ video ဆိုရင်လည်းကြည့်ပါအောင်ဗျာနော်ဒီမှာမုတ်လုတာကိုဒီပေါက်စီလုတာပေါ့နော်။ပေါက်စီလုတာကိုခြေထောက်နဲ့လုတာပေါ့။မြန်အောင်လုပ်ပေါ့နော်။ဒါပေမဲ့ तू ကတော့လက်အိတ်ရောဆွတ်ထားတယ်ခြေရည်ရောဆွတ်ထားတယ်။ဒါဆိုရင်မဆိုးသေးဘူးနော်။ခြေရည်လေးဆွတ်ထားတာဆိုရင်တော့ဒါဆိုရင်မဆိုးသေးပါဘူးနော်။ ခြေအောက်နဲ့လှုပ်တာပေါ့နော်ခြေအောက်နဲ့လှုပ်တာဆိုပေမဲ့ခြေလေးဆွတ်တာတော့နည်းတော်သေးတာပေါ့ဗျာနော်ဒါကတော့ကိုကာကိုလာထုတ်တာပေါ့ဗျာနော်ဒီမှာကိုကာကိုလာထုတ်တာတဲ့ဒါမျိုးခတ်ထည့်တယ်ပေါ့ဘူးတွေတွေဟုတ်လားတော့မသိဘူးပေါ့ဗျာဒါကတော့ဗီဒီယိုလိုင်းပေါ်မှာတက်လာလို့ကျွန်တော်လည်းပြန်တင်ပေးတာပါတကယ်ထုတ်လုပ်နေတာလေဖြစ်ကောင်းဖြစ်နိုင်ပါတယ်ဒါကတော့ကိုကာကိုလာဆက်ယုံကြီးကထုတ်တာတော့မဟုတ်ဘူးပေါ့ဗျာနော်ကိုယ်မှာကိုအတူထုတ်တဲ့ပုံစံမျိုးပါ မိတ်ဆွေတို့အတွက်ဘိုးသူရရတယ်ဆိုရင်ဒီဗီဒီယိုလေးကိုပြန်လည်မျှဝေပေးသင့်ကြပါတယ်ဗျာနော်အားလုံးကိုကျေးဇူးတင်ပါတယ်